မင်္ဂလာပါကျမကတော့မိုင်ဖြစ်ပါတယ်ရှင်ဘာမပီကြည်ရဲ့တပတ်အတွင်းစနေနေ့တိုင်းတင်ဆက်နေကြထူးခြားသတင်းအစီအစဉ်များကိုစတင်တင်ဆက်တော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့အီရန်ကအစ္စရေးနိုင်ငံ Table မြို့ကိုပက်ထိန်ဒုံးကျည်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့သတင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ် အီရန်ကအစ္စရေးနိုင်ငံထဲပြမြို့ကိုပဲ့ထိန်သုံးကြီးတွေနဲ့ဇွန်လ13ရက်နေ့ညပိုင်းမှာပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ပြင်းထန်တဲ့လက်တုံ့ပြန်မှုတွေပြုလုပ်မယ်လို့အီရန်ကောင်းဆောင်အယာတိုလာခါမာနီကြုံးဝါပြီးနိုင်ပိုင်းအတွင်းမှာပဲဒီတိုက်ခိုက်မှုကဖြစ်ပွားခဲ့တာပါ။အီရန်ရဲ့လက်စားချေတိုက်ခိုက်မှုကို True Promise 3လို့အမည်ပေးထားပြီး ဣသရေလနိုင်ငံတယ်လ်အဗီမြို့ကစစ်ဘက်ဆိုင်ရာအဆောက်အုံတွေနဲ့လေတပ်စခန်းတွေကိုပိတ်မဲ့ထားတိုက်ခိုက်ခဲ့ပါတယ်။ပဲ့ထိန်ဒုံးကျည်တွေနဲ့မတိုက်ခင်မှာလဲအီရန်ကဣသရေလကိုဒရုန်း100ကျော်နဲ့တိုက်ခိုက်ခဲ့ပါတယ်။ဇွန်လ13ရက်နေ့မနေ့အစောပိုင်းမှာဣသရေလကအီရန်နိုင်ငံတဲကနျူကလ িয়ার ပိတ်မဲ့တွေနဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေရှိတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်ကနေယခုလိုမျိုးလက်စားချေတုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ Israel ရဲ့ Rising Lion စစ်စင်ရေးကြောင့် Iran စစ်တပ်စစ်ဦးစီးချုပ်ဗိုလ်ချုပ်မိုဟာမက်ဘက်ဟီရီအပါအဝင်စစ်တပ်အရာရှိကြီးနဲ့တိတ်ပံပညာရှင်အများအပြားတေဆုံးခဲ့ပါတယ်။ Israel နိုင်ငံရဲ့ဖြစ်တည်မှုကိုချိန်ချောင်းလာခဲ့တဲ့အတွက်ဒီတိုက်ခိုက်မှုကိုလှုံ့ဆော်ရကြောင်း Israel ဝန်ကြီးချုပ် Nathan Yahu ကပြောပါတယ်။ သတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယနိုင်ငံ အာမာတာဘတ်မြို့ကနေလန်ဒန်ဂက်ဒဝစ်လေဆိပ်ကိုထွက်ခွာလာတဲ့ခီးသည်တင်လင်းရင်တစည်းပြတ်ကျခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါအိန္ဒိယနိုင်ငံအာမာတာဘတ်မြို့ကနေလန်ဒန်ဂက်ဒဝစ်လေဆိပ်ကိုထွက်ခွာလာခဲ့တဲ့ဘိုရင်787ခီးသည်တင် လေယာဉ်တစ်စီးဇွန်လ12ရက်နေ့မှာပြတ်ကျခဲ့ပါတယ်။လေယာဉ်ပြတ်ကျပြီးစက္ကပ်ပိုင်းအတွင်းမှာပဲဂူဂျရက်ပြည်နယ်လူနေရပ်ကွက်တစ်ခုတည်းက အလုတ်တင်ဆရာဝန်တွေနေနေတဲ့အဆောက်အုံတစ်ခုပေါ်ကိုပြတ်ကျသွားခဲ့တာပါ။လင်းရင်ပြတ်ကျမှုကြောင့်ခီးသည်229ဦးနဲ့လင်းရင်အမှုတန်း12ဦးစုစုပေါင်း242ဦးသေဆုံးပြီးခီးသည်တယောက်ပဲအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။လင်းရင်ပြတ်ကျမှုအတွင်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့တဦးတည်းသောသူကတော့ UK နိုင်ငံသား Kumar Ramesh ဆိုသူပဲဖြစ်ပါတယ်။ ပြကြသွားတဲ့အိန္ဒိယလေကြောင်းပိုင်းလင်းရင်ပေါ်မှာခီးတဲ့တွေအနေနဲ့အိန္ဒိယနိုင်ငံသား169ယောက် UK နိုင်ငံသား53ယောက်ပေါ်တူဂီနိုင်ငံသား9ယောက်နဲ့ကနေဒါနိုင်ငံသား1ယောက်တို့လိုက်ပါလာခဲ့ပါတယ်။တတိယအနေနဲ့ကတော့စစ်ကောင်စီ တိုက်လေရင်စခန်းစကိုင်းတိုင်းပလဲမြို့နယ်ထဲမှာပြစ်ချခံခဲ့ရတဲ့သတင်းပဲဖြစ်ပါတယ်။ စစ်ကောင်စီတိုက်လင်ရင်တစည်းသခိုင်းတိုင်းပလဲမြို့နယ်ထဲမှာဇွန်လ10ရက်နေ့ကပြစ်ချခံခဲ့ရပါတယ်။ပလဲမြို့နယ်အတွင်းကကန်တောင်နယ်မြေစခန်းတိုက်ပွဲကိုလေကြောင်းပစ်ကူလာတဲ့တိုက်လေရင်ကိုသူတို့တပ်ဖွဲ့ကပြစ်ချခဲ့ပါတယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် BLA ကအတည်ပြုပါတယ်။တခြားခံရရတဲ့လင်ရင်မီးလောင်ပျက်စီးသွားပြီးစစ်ကောင်စီတိုက်လင်ရင်မူလဲတေဆုံးသွားတယ်လို့သိရပါဗျ။ လင်းရင်ပြစ်ချခံခဲ့ရတာနဲ့ပတ်သက်ပြီးတော်လန်ရေးတပ်ဖွဲ့တွေဘက်ကပြစ်ချခဲ့တာမဟုတ်ပဲဆက်ချုပ်ရင်းမှုကြောင့်ပြက်ကျသွားခဲ့တယ်လို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ထားပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လန်ရေးတပ်ဖွဲ့တွေကပြစ်ချခဲ့တဲ့လင်းရင်ရဟန့်ရင်စုစုပေါင်း၁၁စီးအထိ ရှိလာပြီလို့သိရှိရပါတယ်။ က်ပြီးတော့ကရင်ပြည်နယ်ကြုံတိုးမြို့နယ်ပိုင်ရက်ကျေးရွာစာတင်ကျောင်းကိုဇွန်လ9ရက်နေ့ကစစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်ခံခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။ကရင်ပြည်နယ်ကြုံတိုးမြို့နယ်ပိုင်ရက်ကျေးရွာစာတင်ကျောင်းကိုဇွန်လ9ရက်နေ့ကစစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်ခံခဲ့ရပြီးကလင်းငယ်3ဦးအပါအဝင်5ဦးသေဆုံးခဲ့ပါတယ်။တေဆုံးခဲ့တဲ့သူတွေထဲမှာအသက်6နှစ်ကနေ10နှစ်အရွယ်ရှိចောင်းသား3ဦး ကျောင်းဆရာမတဦးနဲ့အမျိုးသားတဦးတို့ပါဝင်ပါတယ်။ဒါအပြင် အခြားကျောင်းသားကျောင်းသူ18ဦးအပါအဝင်22ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ပယက်ကျေးရွာစာတင်ကျောင်းတိုက်ခိုက်ခံရမှုမှာစစ်ကောင်စီဘက်ကကလစတာဘုံအသုံးပြုခဲ့တယ်လို့မွန်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် MLA ကအတည်ပြုထားပါဗျ။မြမစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ကတော့စစ်ကောင်စီအသုံးပြုခဲ့တဲ့ဘုံဟာ ကပ္ပစ21ထုံ MAB 26 C6 ကလစတာဘုံအမျိုးအစားဖြစ်တယ်လို့အတည်ပြုပေးထားပါတယ်။ကလစတာဘုံဟာအရက်သားပြည်သူတွေကိုအလွန်တရာအန္တရာယ်ပေးနိုင်တဲ့ဘုံမျိုးအစားဖြစ်တာကြောင့်နိုင်ငံတကာမှာဒီလိုဘုံမျိုးအစားမျိုးကိုအသုံးပြုခွင့်ကိုပိတ်ပင်ကတ်သက်ထားပါတယ်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ကတော့ထိုင်းမြန်မာနယ်စပ်ဒဝေမြို့နယ်တဲကအမိုနယ်စပ်ခေါ် point 2566စစ်ကောင်စီစခန်းကိုကရင်တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကဇွန်လ10ရက်နေ့မှာတင်ပိုက်နိုင်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒီစခန်းဟာမြန်မာစစ်တပ်က1998ခုနှစ်ကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် KNU တပ်ဖွဲ့ဝင်တွေနောက်ဆုတ်ခဲ့ရပြီးနောက်28နှစ်အကြာမှာပြန်လည်တိုက်ခိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အမို့စစ်တပ်စခန်းကိုကရင်မျိုးသားလွတ်လပ်ရေးတပ်မတော် KNLA တပ်မဟာလေးနဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဇွန်လ၈ရက်နေ့ကစပြီးတော့ဝင်ရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ဗမာပြည်ကြီးရဲ့တပတ်အတွင်းစနေနေ့တိုင်းတင်ဆက်ပေးနေကြအထူးသတင်းအစီအစဉ်များကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ ဘာမဘီဂျီကိုကြီးစုအားပေးနေကြတဲ့ပြည်သက်များအားလုံးနဲ့တကွမြမပြည်သူပြည်သားများအားလုံးစမ်းမရှင်လန်းပါစေကြောင်းကျမတို့ဘာမဘီဂျီအဖွဲ့သားများကနေဆုတောင်းမေတ္တာပို့သအပ်ပါရရှင်။